အားလုံးပဲမင်္ဂလာပါခင်ဗျာ Bookwave Audiobook Channel ရကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုဖတ်ပြမယ့်ခေါင်းစဉ်ကတော့ဆရာကြီးရွှေဦးတောင်ရေးသားခဲ့တဲ့ဖန်တီးကြွေကိုက်ကြီးနေကိုက်ဆိုတဲ့ဝိထုတူပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်စာမဖတ်ခင်မှာကျွန်တော်တို့ရဲ့ Channel ကို Like and Subscribe လုပ်ပေးဖို့နဲ့လိုအပ်ချက်တစုံတရာရှိလာခဲ့ရင်လည်း Comment မှာဝေဖန်ပေးဖို့မေတ္တာရက်ခံရှင်ပါတယ်ခင်ဗျာဖန်တီးကြွေကိုက်ကြီးနေကိုက် ကျွန်ုပ်သည်လွန်ခဲ့သောနှစ်30ခန့်အချိန်ကတူရီးယားသတင်းစာတိုင်း၌မဂ္ဂဇင်းအယ်ဒီတာအဖြစ်နှင့်လောက်ကန်ရက်ရှိစဉ်ခွင့်ရက်ရှိခံယူ၍အထက်မြမာပြီးရွှေလီချောင်းတဝိုက်၌တစ်တော်ဘက်တွင် အမှုထမ်းရက်ရှိသောတစ်တော်ဝင်သောဥဝဲမော်ထံသို့တွားရောက်လည်ပတ်ခဲ့ဘူးလေသည်ဥဝဲမော်မှာကျောင်းနေဘက်တငယ်ချင်းဖြစ်၍နှစ်ပေါင်းများစွာကွဲကွာကြရာတွင်၎င်းထံသို့အလဲအပတ်လာရောက်ရန်ကျိန်ပန်များစွာမှားထားမှုသည့်အလျောက်အထက်မြင့်ညာရက်သို့ တစ်ခါတစ်ခေါက်ရောက်ဖူးလို့တော့ဆန္ဒရှိသည်နှင့်အခွင့်၃လအနက်တစ်လအချိန်ကိုထိုတငယ်ချင်းနဲ့အတူအချိန်ဖြုံးရန်အကြံစီနှင့်ကျွန်ုပ်တွားရောက်ခဲ့ခြင်းဖြစ်သည်။ဦးဝင်းမော်သည်ဒေတန္တရဘ ਹੁ တုဒအတွက်လာရောက်ခြင်းဖြစ်သော ကျွန်တော်၏ဆန္ဒကိုသိရှိသည့်အလျောက်သူနှင့်အတူတကွကျွန်တော်နေထိုင်သောအချိန်တွင်၎င်း၏ဌာနဖြစ်သောမြတ်တောင်ရွာ၌အချိန်အနည်းငယ်မျှသာနေပြီးပြန်လာ၍အဆိုပါနှစ်လမြောက်သောအချိန်ကိုရွှေလီမြေရိုးတလျှောက်တောထွက်ရန်စီမံခဲ့လေသည် တနေ့တနိုင်ကျွန်ုပ်နဲ့ဦးဝင်းမော်တို့သည် အစီကံများကိုပစ္စည်းနဲ့အတူနောက်မှလှဲနေလိုက်ခန့်ရန်မှာထားခဲ့ပြီးလျင် မြင်းတစည်းစီနဲ့ထွက်လာကြ၍ရွာကလေးတစ်ရွာအနီးသို့ချင်းကပ်လာကြလေ၏။ရွာဤမြောက်ဖက်တဖာလုံခန့်ရှိလက်ပံပင်ကြီးတစ်ပင်အောက်တွင် အခိုင်အမာစောက်လုပ်ထားသောသက်ဆင်တစ်ခုရှိ၍ရွာသူရွာသားများသည်တက်လွင်သောအဝတ်စားများကိုဝတ်ဆင်ကအိုးစီဒုဘတ်အစရှိသောအတီးအမှုန်များနှင့်ပိုသက်ဆင်ရှိတွင် အပြောတပားကြီးတီးမှောက်ကပုံရဲ့ရှိတီကိုတွေ့ရ၏၂၀ခန့်မြသောမိမကြီးတို့သည်လည်းကတော့ပွဲများကိုလက်ဆင်ရှိတွင်တဲ့ခင်း၍တင်မြောက်ပတာလျက်ရှိကြရာရွာအပြိုများနှင့်ကာလာသားများသည်လည်းဒိုးဘတ်နှင့်အိုးစီအပြိုင်ဆိုင်တီးကြသည့်ပွဲတွင် အပြိုများသည်ဒိုးဘတ်တပားများနှင့်၎င်းလူပြိုများသည်အိုးစီတပားများနှင့်၎င်းတွဲဖက်တီဆိုကပျော်ရှင်စွာကပုံရဲ့ရှိကြလေ၏ကျွန်တော်တို့သည်ငင်းပေါ်မှခိတ္တဆင်းကြ၍ လက်စင်တို့ချင်းကပ်ပြီးလျင်လက်ရုပ်များကိုကြည့်ကြသည့်အခါယောက်ျားယုံနှစ်ခုသည်မျက်စိလျက်၎င်းအဖိုးကြီးယုံတစ်ခုသည်ပြင်ပြင်ခွေထိုင်လျက်၎င်းမိန်းမယုံတစ်ခုသည် ခလေးကိုပိုက်လျက်၎င်းရှိနေကြသည်ကိုတွေ့မြင်ရလေ၏ကျွန်ုပ်မှာ38မိနစ်နှစ်များအကြောင်းကိုအနည်းငယ်ကြားမှုတော်လဲထိုနှက်ယုံများသည်ဤသည့်အချင်းအရာကိုဖော်ပြ၍ဤသည့်နှစ်များဖြစ်သည်ကိုမတွေးတတ်သည်နှင့်လူကြီးတယောက်အားမေးကြည့်ရာ ီနယ်မှာအင်မတန်ကြော်ကြားလာတဲ့ဘူဗလာနှက်ဆိုတာဒီဟာပဲဟုအဖိုးကြီးကပြန်ပြောလေဤအမှန်ကိုပြောရရင်ကျွန်ုပ်နဲ့မိတ်ဆွေဦးဝင်းမော်တို့မှာနှက်ဆိုဒီကိုညားစွာလဲအယုံကြည်မရှိပတရံလဲအလိုမရှိစော်ကားမော်ကားပြုတ်လောက်ရံလဲအလိုမရှိ လောက night နမဲကြော်လူစုများကိုခက်ကင်းကင်းနေသည့်နီးသူလက်များနဲ့ပတ်သက်၍လဲအယောတဝင်မပြူပဲခက်ဆောင်ဆောင်နေကြသူများဖြစ်လေသည်တို့ရရင်ကျွန်ုပ်မှာ ထူးဆန်းသောအပြစ်ပြက်ဆိုရင်ကြားနာကျင်သောဝါဒနာရှိသည့်အလျောက်ဘိုဗလနဲ့ဤအကြောင်းကိုမေးမြန်းစုံစမ်းလိုသောဆန္ဒဖြစ်ပေါ်လာခဲ့လေသည်ဒို့ဖြစ်၍ထိုလူကြီးအားဘိုဗလနဲ့အကြောင်းကိုသိပြရစီဟုပြောရာတွင်လူကြီးကဒီအကြောင်းကိုသိကြရင်ရွာမှာတ냐လောက်အိပ်ပါလားဟုပြောလေ၏ထိုစကားသည်နတ်များနှင့်ပတ်သက်၍အတော်ဆန်းကြဲသောစကားတစ်ခုဖြစ်ရာကကျွန်ုပ်၌တိလို့သောဆန္ဒသည် တိုး၍ပြင်းထန်လာသည်နှင့်ဥဝင်းမော်အားတိုင်ပင်ကြည့်ရာသူကခမရအိတ်ချင်အိတ်လီဗျာအလောက်ကတော့စီမံရင်ဖြစ်နိုင်ပါတယ်ခုပြန်ပြောလေဤအတူချုံရရင်ကျွန်ုပ်တို့ဒီထုံညအဖို့ဘိုးသေးမရှိသည်နှင့်ထိုးရွာတကြီးအိမ်တွင်အိတ်ကြရန်ဆုံးဖြတ်၍တပေများပါလာမည်လှဲကိုသာမျှော်လင့်နေကြတော့ဤကြီးအိမ်တို့ရောက်ကြ၍မကြမီတွင်တပေများနှင့်ပစ္စည်းများဆက်ရောက်လာကြရာတွင်ကျွန်ုပ်တို့လူစုသည် ဘိုးအိမ်ပူတနံဆောက်လုပ်ထားသောတကြီးအိမ်တွင်စင်ဝင်ဆောင်၌နေရာထိုင်ခင်းပြင်ဆင်ကြလေ၏ထိုအချိန်မှာညနေ9နာရီခန့်ရှိပြီဖြစ်၍တပည့်များလည်းအသင့်ချက်ပြုတ်ယူလာခဲ့သောအင်းများကိုပူနွေးအောင်နှွေး၍သမင်းအိုးတလုံးများသာချက်ပြီးလျင်ကျွန်ုပ်တို့နှစ်ယောက်ကိုကျွေးမွေးလေ၏ညစာစားပြီးကြ၍ရွက်ဖြင့်ကလထိုင်တစ်ခုစီနှင့်ထိုင်နေကြစဉ်ကျွန်ုပ်သည်တကြီးအားဘိုဗလနှင့်အကြောင်းကိုမေးမြန်းရာတွင်ကိုအကြောင်းကိုကောင်းကောင်းပြောပြနိုင်သောလူကြီးတစ်ယောက်ရှိသည်ဆို၍ တပည့်တယောက်ကိုဆွေလွတ်လိုက်ရာမကြမီ လူကြီးတယောက်ပါလာလေသည်ထိုလူကြီးမှာအခြားမဟုတ်လက်ဆင်အနီး၌ကျွန်ုပ်တွေ့ခဲ့ရသောလူကြီးပင် ဖြစ်လေသည်ကျွန်ုပ်သည်လူကြီးအားဘိုဘလနဲ့အကြောင်းကိုကြားလို့တဖြင့်အခေါ်ခိုင်းလိုက်ရခြင်းဖြစ်ကြောင်းပြောပြတော်အခါလူကြီးသည်တင်ပြူးပေါ်၌ထိုင်ကလက်ဖက်ရည်ချမ်းကိုအစ်လက်ဖက်အစရှိသောစားတောက်ဖွဲတို့ဖြင့်ခြံရံလျက်ပြောင်းမှုဖတ်ဆေးလေကြီးကိုခဏခဏဖွာရင်းအောက်ပါအချင်းရာတို့ကိုပြောပြလေ၏ ရွှေလီနယ်မှယောက်ျားမိန်းမတို့မှာအခြားနယ်သားများနဲ့မတူသောစကားအသုံးအနှုန်းများရှိသည့်ဖြစ်၍ကျွန်ုပ်သည်ဒူကြီးပြောပြသည့်အတိုင်းမရေးဘဲကျွန်ုပ်၏စကားဖြင့်ပြင်ဆင်ရေးသားဖော်ပြလိုက်ရပါသည်မြမဘရင်လက်ထက်၌ဖူနယ်ကိုဘိုးမိန်မျိုးမှစော်ဝါးတပါအုပ်ချုပ်ခဲ့ပူရာတနေ့တစ်နေ့မြမဘရင်အပိုင်မှ မောင်ဗလအမည်ရှိမြမတယောက်သည်စော်ဝါးကြီးထံသို့ရောက်လာ၍စစ်ဖက်တွင်ဝင်ရောက်အမှုထမ်းလေ၏ကိုသူမှာ အသက်30အရွယ်ခန့်ရှိဒူရီတန်ချင်းတက်တီကောင်းချင်းကြံရည်ဖန်ရည်ရှိချင်းဖြက်လက်ချင်းအဆရှိသောဂုံချင်းရများနှင့်ပြည့်စုံသည့်ဖြစ်၍စော်ဘွားလက်အောင်၌တနစ်ခတ်မြအမှုထမ်းရလျင်ပင်စော်ဘွားသည်ပိုသူဤအရေးအချင်းကို အလွန်တရာနှစ်သက်အားရသည့်ဖြစ်၍တန်မှန်စစ်သားတယောက်ဖြစ်မှလည်း3လတစ်ကြိမ်4လတစ်ကြိမ်ရာသူတိုးတက်သည့်ဖြင့်နှစ်နှစ်စိတ်ကုန်သောအခါတွင်စစ်ဘုံကြီးအဖြစ်သို့ရောက်သွားလေ၏ထိုအခါ၌ကမောင်ဗလအဖြစ်မှသည် ဘူဗလာအဖြစ်သို့ရောက်သွားခဲ့လေသည်စောဘွားသည်ဘူဗလာကိုအလွန်မြန်နိုးနှစ်တက်သည်ဖြစ်၍စစ်ဖို့ကြီးဆိုတော်လဲစစ်သားများနဲ့အတူနေရသောအချိန်အနည်းငယ်မျှသာရှိ၍စောဘွားအပား၌နေလျက်ဖြောပြရသောအလုပ်ဖြစ်နာလျင်အချိန်ကုန်ခဲ့ရလေသည်ထိုခေတ်အခါကရှမ်းနယ်များ၌ဂျိန်တက်အေဂျင့်နေမရှိဘဲစောဘွားများသည်တဦးနှင့်တဦးအခါခတ်သိမ်းရန်လုံးလျက်ရှိလျာဘူဗလာသည်လက်နက်ချင်းတူ၍ ဒူဦးရင်နဲစေကမူလဲရှင်ပြိုင်တက်ခတ်ရသောတိုက်ပွဲကလေးများတွင် အောင်မြင်နိုင်သင်ခဲ့သည်သာဖြစ်လေ၏ဘိုဗလာ၏တရင်သည်အခြားစော်ဘွားနေများတို့ပင် ပြတ်နေခဲ့သည်ဖြစ်၍ညားစွာသောစော်ဘွားတို့သည်ကိုသူကိုလက်ပေး၍မိမိနေသို့ရွှေ့ပြအောင်ကြံစီခဲ့ကြသည်တို့ရာတွင်ဘိုဗလာသည်ဆရာရင်းဖြစ်သောစော်ဘွားကြီးအပေါ်၌တစ္ဆာရှိသည်ဖြစ်၍အခြားစော်ဘွားများကတုံးလေးစားမြပုံမူပေးကန်ခေါ်ယူကြတော်လဲအချီးနှီးပင်ဖြစ်ခဲ့လေသည် စော်ဝါကမူဘိုဗလာဤတစ္ဆာရှိကြောင်းကိုသိရှိတော်လဲလက်လွတ်မြီကိုအမဲပူပန်စိုးရင်လျက်ရှိသောကြောင့်မိမိလက်အောင်၌ထာဝရတည်မြဲစေခြင်းကဘိုဗလာအားမိမိနှမတော်နှင့်ထိမ်းမြားရန်စိတ်ကူးခဲ့လေ၏တို့ရာတွင်ထိုအကြောင်းကိုဘိုဗလာအားထောက်ဖော်၍မပြောသေးချေရှင်တို့ရှိကြစဉ်တနေ့သောအခါဝယ်အသက်20အရွယ်ရှိလူငယ်တစ်ယောက်သည်ဘိုဗလာအိမ်သို့ရောက်၍သူ၏လက်အောင်၌အမှုထမ်းလိုပါသည်ဟုပြောရာဘိုဗလာသည် ထိုတငယ်ဤနဖူးရည်ဒူးရည်ကိုမြင်ကနဲ့ဒူးတမန်တယောက်မဟုတ်ကြောင်းကိုအကဲခတ်မိသည်နဲ့ဝမ်းမြောက်ဝမ်းသာအမှုထမ်းခွင့်ပြုလိုက်လေ၏ထိုတငယ်သည်ရဲစွမ်းတက်သည့်၌၎င်းတစ္ဆာရှိခြင်း၌၎င်းဘိုဗလာထက်မညံ့လေရကဘိုဗလာကဲ့သို့ပင်ပြင်းပြန်စွာရာဒူးတိုးတက်လေ၏ဒို့ပါတော်လဲထိုသူသည်ဘိုဗလာနှင့်ခွဲခွာနေထိုင်ရမည်ရာဒူးမျိုးကိုလက်ခံရန်အလိုမရှိဘဲဘိုဗလာအိမ်၌တာလျင်ပျော်ပိုက်စွာနေထိုင်သည်ဖြစ်၍ထိုဆရာတစ်ပည့်နှစ်ယောက်တို့မှာ ဒီအကိုရင်းသမျှချစ်ခင်ရင်းနှီးခြင်းရှိကြလေ၏တခါကနေချင်းဆက်လျက်ရှိသောစော်ဝါးတဝါဤစစ်တပ်နှင့်ဘိုဗလာဤစစ်တပ်တို့ရှင်ပြိုင်တိုက်ခိုက်ကြရတွင်တပည့်ဖြစ်သူမဝနသည်အချက်အသေးတစ်ခုတွင်မိမိဤအသက်ကိုစွန့်၍ဆရာဖြစ်သူဘိုဗလာဤအသက်ကိုကယ်ဆယ်လိုက်ရဖူး၏ဘိုဗလာကလည်းအခြားသောစစ်ပွဲတစ်ခုတွင်မိမိဤအသက်ကိုပဒါနမထားဘဲမဝနဤအသက်ကိုကယ်ဆယ်၍အချင်းအကျက်မှလွတ်မြောက်စေခဲ့၏ ရင်းကဲ့သို့တယောက်ကိုတယောက်တပြန်တလန်စီအသက်ကိုကယ်ဆယ်ဘူးခဲ့သောဆရာသပည့်နှစ်ယောက်ဖြစ်လေရကအဘယ်မျှလောက်ကျင်နာတွေ့တာချင်းရှိသည်ကိုအထူးဖော်ပြရန်မလိုပေ။ဘူဗလာတို့ဆရာသပည့်ဒီထိုင်ကြသောမြို့နှင့်ငားမိုင်ခန့်ကွာသောတောင်ရတစ်ခုတွင်မျက်စိမမြင်သောလူကြီးတယောက်နှင့်သားသမီးနှစ်ယောက်တို့သည်အတူတကွထွန်ရက်ဆိုင်ပြိုစားတော့ကြရာသားငယ်သည်အသက်20အရွယ်ခန့်ရှိသောအခါတွင်တောင်ရလုက္ကန်စားတော့ခြင်းအဖြစ်ဒုပီ၌ကြီးပွားထွန်ကားခြင်းမရှိနိုင်ဟု ဖခင်ကဩဝါဒပေးသည့်အတိုင်းဖခင်ထံမှခွင့်ပန်၍နှမကလေးနှင့်အဖေကြီးကိုတပည့်နှစ်ယောက်နှင့်ထားခဲ့ပြီးလျှင်စော်ဝါးကြီးရှိရာမြို့သို့ပတ်လာခဲ့လေ၏နှမကလေးမှာကိုခါက16နှစ်တမီရွယ်ရှိပြီဖြစ်ရာသူနှင့်အတူတူစကားဝဲတဲတဲပြောသောမိမကြီးတယောက်နှင့်လည်းအတူနေထိုင်ခဲ့ရှိ၏တားဖ3ယောက်တို့နှင့်ယောက်ျားတပည့်တယောက်မိမတပည့်တယောက်ပေါင်း9ယောက်တို့သည်ရာခဲများလောက်ကင်နေဆိုတော့လေစင်စစ်အားဖြင့် ြေကြီးထဲ၌မြုပ်နှံထားသည့်အထုပ်ကလေးထဲမှကြောက်တံဗရမများတို့အနက်မှရံဖန်ရံခါတလုံးတလီများထုခွဲရောင်းချ၍ဒီထိုင်စားတောက်ခဲ့ကြလေ၏ဆိုလိုရင်းမှာဂျာခဲအလုတ်သည်အန်ဆောင်မြတာဖြစ်၍စင်စစ်အားဖြင့်မိမိတို့၌ရှိပြီးဖြစ်သောပစ္စည်းများကို အလီလီထုခွဲစားတောက်နေကြခြင်းဖြစ်လေသည်သားဆိုဒီမှာအခြားမဟုတ်အထက်တွင်ဖော်ပြခဲ့သောဘဝနာပင်ဖြစ်လေသည်ဘဝနာသည်ဘိုဗလာနှင့်အတူနေထိုင်ရရှိစဉ်၃ရက်တကြိမ် လေးရက်တစ်ကြိမ်ညင်းတစည်းနဲ့ထွက်လာခဲ့၍ဖခင်နဲ့နှမကလေးထံသို့တွားရောက်လဲပက်လျက်ရှိသည်ဘဝနာသည်မိမိ၌နှမနှင့်မျက်နှာမြင်ဖခင်အိုကြီးရှိကြောင်းကိုဘူဗလာအားမသိစေဘဲ၎င်းကြွက်တဖွဲပြည့်ဝတ်စွာနေထိုင်လာခဲ့လေ၏ညင်းနဲ့ထွက်လာသောညနေများတွင် အပြင်းပြေလှဲ့လေကြည့်ရှုမိသောဘောနှင့်ဘူဗလာထံမှအခွင့်ပန်လာခြင်းဖြစ်၏နှမဖြစ်သူမှာအပြုတ်ကလေးရွယ်ရှိပြီဖြစ်၍ဘဝနာသည်သူ၏နောင်ရင်းအတွက် စိုးရင်ပူပန်ခြင်းဖြစ်မိရှာ၏တောကြီးတိုင်း၌တားဖား၂ယောက်နှင့် အစီကံ၂ယောက်တို့ကိုပြစ်ထားရခြင်းအတွက်စိတ်မအေးရှာခြင်းဒို့ဖြစ်၍ဘိုဗလာနှင့်ရင်းနှီးလာသောအခါတွင်၃လရက်တစ်ကြိမ်မဟုတ်တော့ဘဲတရက်ချားတစ်ကြိမ်ပင်မှန်မှန်ကြီးတွားရောက်လဲပတ်လေရှိ၏တနေ့တစ်နေ့ရာခင်းနှင့်လေးဖာလုံခန့်ကွာလန်းသောဂျေအိုင်တစ်ခုတွင်နှမကလေးသည်ပိန်ကောမကလေးတစ်စင်းကိုခင်းညင်းစွာလှော်ခတ်ရင်းရိုဒီယာတေးသွားနှင့်အတူသောတေးချင်းတစ်ပုတ်ကို အလွန်တရာသောအတန်ဖြင့်တီဆိုလျက်ရှိနေစဉ်အနီးအပါ၌ရှိသောဇင်းရောငှက်များနှင့်တောငှက်များသည်မိန်းကလေး၏တေးတံကို အရသာခံစားဟန်လက္ခဏာနှင့်မိမိတို့ဘာသာဘာဝအောင်မြင်ကြခြင်းများကိုကြက်ဆိုင်လျက်ရှိကြလေ၏တိတ်ဆိတ်သောညနေခင်းအချိန်၌တငယ်မ၏တရာသောတေးတံသည်နှစ်ဖာလုံးခက်မြအတွင် ပေါက်ရောက်သွားရာတွင်ညင်းတစည်းနှင့်တောမှပြန်လာသောလူတစ်ယောက်သည်စမ်းကြဲသောတေးတော်နှင့်တရာသောအတန်ကို နားအာယုံခံရင်းဤသူ၏အတန်ဖြစ်သည်ကို တိလိုသောဆန္ဒပြင်းထန်လာသည်နှင့်အတန်ကြာရာသို့လိုက်လာခဲ့လေ၏မိန်းကလေးသည်အိုင်ကမ်းမရှိတစ်ပင်ကြီးများ၏ရှည်လျားသောအရင်များအောက်တွင်တက်ကလေးကိုမခုတိဟုကင်ကရက်ချီတကားလော်ကြီးတလဲဖြင့်ခင်းညင်းစွာယူလျားရင်နှုတ်မှလည်းတတ်တန်နှင့်စီးကြကြအောင် ထူးဆန်းသောတေးသွားကိုတီဆိုလျက်ရှိရာငင်းပေါ်မှလူသည်ထိုအချင်းရာကိုမြင်သဖြင့်အတန်တာယာတလောက်ဂျုံအစင်းလှပပေသည်ဟုစိတ်ထဲ၌ချီကျူးရင်းရက်တန်ကနေကြည့်နေလေ၏ ိုခဏ၌မြင်သည်အနီးမှရုတ်တရက်ထား၍ပြေးသောခြေတကောင်ကိုမြင်သည်ဖြင့်ခုံပေါက်လိုက်ရာတငယ်မသည်ငင်းခွာတန်ကြားရာသို့လှည့်ကြည့်လိုက်သည်ဖြင့်ငင်းမော်ကလူနှင့်မျက်နှာချင်းဆိုင်မိလေ၏တငယ်မလည်းမိမိ၏သေးတံကိုလူကြားမှန်တိသည်ဖြင့်ရှက်ရွံ့ဟန်ဖြင့်တက်ရက်နေလေရာထိုလူကနားစည်းစိမ်ပြတ်အောင်ဝင်၍ရှုပ်တော့မြင်းဟုတစ်ချက်ရိုက်လိုက်ပြီးလျှင်တငယ်မအားမိမိကိုတနာသည်ဖြင့်ဆက်လက်၍တီဆိုပါရန်တောင်းပန်တိုက်တွန်းလေ၏ထိုနေ့မှစ၍ ထိုလ်လူနှင့်မင်းကလေးတို့သည်အတိအကျွမ်းဖြစ်သွားကြလေရာမင်းကလေးမှာဖခင်နှင့်မောင်တို့မှတပါယောက်ျားဟု၍အတွေ့အကြုံနေလာသည့်ပြင်ထိုလ်လူဤခံ냐တဲ့တဲ့ကြီးစုဝယ်ကောင်းသောမျက်နာကိုတခါတက်တခါမြင်ရခြင်းအပြင်ထွေရသောစိတ်များဖြစ်ပေါ်လာလေတော့ဤအချင်းယုံလိုက်တော့တငယ်မသည်ထိုလ်လူနှင့်တမီးစားဘဝတို့တိုင်ရောက်ခဲ့ကြလေရာထိုလ်လူမှလည်းအခြားမဟုတ်ဘိုဘလပင်ဖြစ်လေဤထိုသောအတွင်း၌စောဝါသည် သမတော်နဲ့ထိမ်းမြရန်အကြံစီကိုဘိုဘလာအားဖွင့်ဟတိုင်ပင်လေရာဘိုဘလာနဲ့အခက်ကြီးကြုံရရှိတော်လေ၏တဖက်၌ရုပ်ရည်လှပ၍တမီးစားမကတော့အခြေတို့ရောက်နေသည့်ဂျာကင်းသူကလေးဒီ၎င်းအခြားတဖက်၌လွန်စွာရုပ်မချောတော်လဲကြည်ကောင်းနေဟုခေါ်နိုင်သောစော်ဘွားဤနှမဒီ၎င်းရှိကြရာတွင်ဘိုဘလာသည်လောကကြီးပွားမှုကိုအလွန်လိုလားသောပုဂ္ဂိုလ်တူဖြစ်ပေရကစော်ဘွားဤရောက်ဖဖြစ်ရသောဂုံတိန်နှင့်တကွမိမိကိုယ်တိုင်စော်ဘွားဖြစ်ရသည့်အထိ တက်ရန်ရှိသောလမ်းမကြီးသည်ဖြူလျက်ရှိသည်ကိုမြင်ရလေတော့၏ជីပွားရေးကိုအပထား၍စော်ပွားကြီးကိုယ်တိုင်ကနှမတော်အရင်နှင့်ထိမ်းမြလိုသည်ဆိုခြင်းကိုညင်းပယ်ရန်မှာလောစွာအာနာဖို့ကောင်းလာ၏အကယ်၍ညင်းပယ်ညာအံ့တိုးတက်ရန်မရှိတော့သည့်အပြင်လက်ရှိရာထူး၌ပြင်းမြန်ရန်ပင်အမှန်ခဲရန်လှပြီတော့၏မိမိ၌ချစ်ကြိုက်တော်သူရှိပါသည်ဟုအကြောင်းပြပြောဆို၍ညင်းပယ်တော်လဲအချီးနီးဖြစ်ပြီးအကြောင်းကိုသိရ၏တို့ဖြစ်၍ဘိုးဗလာသည် စော်ဘွားဤစကားကိုနားထောင်တော့အန်ဟုဆုံးဖြတ်ညတော်လဲအမှန်ချစ်ခင်ကျင်နာခဲ့၍အကျင်လင်မယားဘွားသို့ရောက်ခဲ့ပြီဖြစ်သောဂျာကင်းသူကလေးအပေါ်၌တနာကယုနာစိတ်သည်ပယ်ဖြောက်၍မရနိုင်အောင်ဂျင်သည်၌တိုးဝေးလျက်ရှိသောကြောင့်စော်ဘွားကြီးဤရောက်ဖလောက်မှာဝမ်းမြောက်ဝမ်းသာဖြစ်ရမည်အစားညှိုးငယ်သောမျက်နှာဖြင့်တမိုင်မိုင်တတွေ့တွေ့ရှိနေလေ၏မိန်းကလေးမှာဘိုဘလာနှင့်တမီးစားအခြေအနေမကတော့ပြီဖြစ်၍ပြိတ္တတွေအရင်မှရှိသဖြင့်ဖုံးကွယ်ရမဖြစ်နိုင်တော့သည့်အခြေသို့ရောက်လာတော့အခါ အစီခံမိမကြီးအားပြစ်ပြတ်ခဲ့ပုံအလုံးစုံကိုပြန်ပြောင်းပြောပြလေ၏မိမကြီးသည်လည်းမျက်မျက်မြင်ဖခင်ကြီးမတိစေရအောင်ဖုံးကွယ်ရန်မခက်ခဲတော်လဲနှစ်ရက်တကြိမ်ဒါရောက်လဲပက်လေးရှိသောဘောင်ကြီးဖြစ်သူမရိပ်မိစေရအောင်ကွယ်ဝှက်ထားရန်မဖြစ်နိုင်သောသဖြင့်တနေ့တနေ့ဘောင်ဝနရောက်လာသောအခါတွင်သမဖြစ်သူကိုတိမ်းရှောင်နေစေပြီးမှဒေရွယ်သူဖြစ်သည့်အလျောက်ပေါင်မားမိခြင်းများကိုဘောင်ကြီးဖြစ်သူအားအကြောင်းဆုံးရှင်းလင်းပြောပြလေ၏ပထမ၌ဘောင်ဝနသည် နှမငယ်ကိုအဆုံးစီရင်ရန်အကြံနဲ့ဓားကိုတအိမ်မှထုတ်လိုက်မိတော်လဲမိခင်အုတ်ထင်းချင်းကင်းသဖြင့်ဒူးမှုလူရေးတွင် အလိမ်မာမရှိရှာသောနှမငယ်လေးအပေါ်တွင်ဒေါသထက်ဂယုနာကဲလွန်သာသည်ဖြစ်၍ဓားကိုပြန်သိမ့်ပြီးလျင်နှမငယ်ကိုခေါ်ခဲ့ရန်အမိန်ပေးလေ၏အစေခံမိမကြီးသည်ပုံအောင်လျက်ရှိသော မိန်းကလေးကိုခေါ်လာခဲ့၍ဘဝနာရှိသူရောက်ကြသောအခါတွင်ဘောင်ကြီးဖြစ်သူကဤသူမြီဝါနှင့်ချစ်ကြိုက်ခဲ့ခြင်းဖြစ်လေသည်ဟုမေးလေ၏ နှမကပြောသောနာမည်တစ်ခုမှာရှမ်းနိုင်မဲ့တစ်ခုဖြစ်တော်လဲဘဝနာသည်ကိုလူဤရုပ်ဆင်းတံတန်ကိုမင်းမြန်းစုံစမ်းသည့်အခါအခြားမဟုတ်မိမိဤဆရာဘူဗလာပင်ဖြစ်ကြောင်းရိပ်မိလေ၏ဘဝနာကလက်ဝဲဘက်မိပြားတွင်မင်းမွေးတစ်ခုရှိသလောဟုတေချာအောင်မင်းမြန်းသောအခါနှမကရှိပါသည်ဟုပြောသဖြင့်မိမိတွေးထင်သည့်အတိုင်းဟုတ်မှန်သည့်အကြောင်းကိုအတေချာသိရှိရလေ၏နောက်ဆုံး၌ဘဝနာကယောက်ျားနှင့်မိန်းမ ချစ်ကြိုက်ကြသည့်ဆိုခြင်းမှာသမတာမျှတာဖြစ်ကြောင်းငယ်ရွယ်နှုနယ်သောမိန်းကလေးတယောက်၏အလုံးစုံယုံကြည်သဖြင့်ပုံမိခြင်းကိုအသားယူ၍အလုံးစုံအရယူခဲ့သောယောက်ျားတယောက်သည်စင်စစ်အားဖြင့်အပြစ်မကင်းဟူ၍ဆိုရမည်ဖြစ်တော်လဲနောက်ဆုံးသောတနေ့တွင်ဂျိုးဖြောင်သောသဘောဖြင့်လက်ထပ်ထိမ်းများမည်ဆိုပါကကျူးလွန်ခဲ့သည်များကိုအပြစ်လွှတ်ရမည်သာဖြစ်ကြောင်းစဉ်းစားမိသည်နှင့်ဆရာဖြစ်သူဘိုဗလာ၏အပြုမူကို အစမှအဆုံးတိုင်းဆောင်ဆိုင်ကြည့်ရှုရအောင်မည်ဟုဆုံးဖြတ်လိုက်လေ၏ တို့ရတွင်နှမတဲ့ဤရည်စားသည်မိမိဆရာပင်ဖြစ်သည်ဆိုသောအကြောင်းအရာကိုမူမိန်းကလေးအားပြော၍မပြချေနောက်တနေ့၌မောဝနသည်ဖခင်ဖြစ်သူအားအကြောင်းချင်းရာများကိုပြောပြလေရာမျက်မြင်မြင်ဖခင်ကြီးမှာအသားများတဆက်ဆက်တုံ၍အမျက်ဒေါသထွက်ညားတော်လဲမောဝနဤဖြောင်းပြပြောဆိုခြင်းအဖြစ်မောဝနကဲ့သို့ပင် အဆုံးနိုင်ဆောင်၍ကြည်ရအောင်မည်ဟုတားဖနှစ်ယောက်တို့သဘောတူကြလေ၏ဆရာဖြစ်သူဘူဗလာမှာအထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ကြီးပွားရေးမျက်နှာကြောင့်ချစ်လာတော်တငယ်မနဲ့ခွဲခွာရမည့်အရေးကိုတွေးမိတိုင်းပူလောင်တီနဲ့အဆအဆအရာရာဖွင့်ဟတိုင်ပင်လေးရှိသောတပည့်မောင်ဝန္ဒဖြစ်သူအားဖြစ်ခဲ့သည့်အကြောင်းစုံကိုဇက်လန့်၍ပြောပြလေ၏မောင်ဝန္ဒမှာရင်ထဲ၌ဘလုံဆန်ရက်ရှိတော်လဲမျက်နှာမပြတ်ဆိုင်တော့ကအံလုံး၍နေခဲ့ရလေရာနောက်ဆုံးတွင်ဆရာဖြစ်သူကတငယ်မဤနေရာနှင့်တကွပြောပြ၍အတပြားတထောင်ထုတ်ကိုပေးရပြီးလင်မိန်းကလေးထံတွားရောက်၍ ချော့မော့စကားပြောကြပါမည်အကြောင်းနှင့်စေလွတ်လိုက်လေ၏မာဝနာသည်အတပြားတထောင်ထုပ်ကိုယူ၍ငင်းတစည်းနှင့်ထွက်လာပြီးလျှင်ဂျေအိုင်အနီးသို့ရောက်သောအခါတွားရော့ဟဲ့နှင့်ဝေဟုဆိုကာအတပြားတို့ကိုဂျေအိုင်ထဲသို့ပြစ်ချလိုက်လေ၏ထို့နောက်ဆက်လက်ခီးနေခဲ့၍ဖခင်တို့၏ယာထဲသို့ဆက်ရောက်သောအခါမာဝနာသည်ဖခင်နှင့်နှမငယ်တို့အားဘိုဗလာ၏တစ္ဆာမဲ့သောအချင်းရာကိုပြောပြလေရာ အဖိုးကြီးကမိမိသည် ျက်စိကောင်းသူတူဦးဖြစ်ခဲ့လျင်ယခုချက်ချင်းပဲပိုလူကိုတွား၍ခုတ်တက်မည်ဖြစ်ကြောင်းနှင့်ပြောသေး၏သမားဖြစ်သူကမူထိုခါ၌ပွားမြင်ရန်အချိန်နီးလာပြီဖြစ်၍အချို့သောတောသူများကဲ့သို့ဝမ်းနေသောအချင်းရာကိုငိုကာယောကာဖြင့်ထင်ရှားစွာမပြဘဲအန်ကျိတ်ကခံပြီးလျင်မျက်နာကိုအခြားဘက်သို့လွှဲ၍ထိုင်နေလေတော့၏နောက်ဆုံး၌ဘာဝနာသည်သမားဖြစ်သူအားတဲပြင်သို့ထွက်စေပြီးလျင်တားဖနှစ်ယောက်တို့သည် အချိန်တန်ကြာမျှတိုင်ပင်ကြလေ၏စောဘွားကြီး၏နှမနှင့်ဘိုဗလာတို့၏လက်ထပ်မင်္ဂလာအခမ်းအနားမှာအတော်ပင်ကြီးကျယ်သည့်ဖြစ်၍အနီးအပါရှိစောဘွားစော်ခံတို့နှင့်တကွမြမမင်းဘတ်ဆိုင်ရာအရာရှိအရာခံများကိုလည်းဖိတ်ကြားထားလေ၏သို့သောသားမှစောဘွားကြီး၏နှမနှင့်ထိန်းညားရတော်မူဖြစ်ပါလျက်ရွှင်လန်းဝမ်းမြောက်သောမျက်နှာမရှိကြသည့်ကိုကဒေသူနေသားများကပြောကြဆိုကြအခဲခဲကြလေ၏တို့ရာတွင် ယာကင်းသူကလေးနဲ့ချစ်ကြိုက်ခဲ့တဲ့အချင်းယာကိုညီသူမျှမသိသည်ဖြစ်၍အမျိုးမျိုးတွေးတောကြတော့လဲဟုတ်တိုင်းမှန်ယာကိုညီသူမျှမတွေးတောနိုင်ပေထိုခေတ်ထုံးစံအတိုင်းအိုးစီဘုံပေါင်းစသောအတိမုတ်တို့အပြင်ရုပ်သေးပွဲများလဲကပြက်လျက်ရှိရာထိုနေ့မှာဘေယုံလောက်ွယ်နေဖြစ်လေ၏အလွန်တရာစီကားလာသောတက်ထပ်ပွဲအခမ်းအနားပြီးစီးသည့်နောက်ကိုညတွင်ဘိုဗလာနှင့်စော်ဘွားအိနှမတော်တို့သည်အော်နန်းအနီးရှိ ရုပ်သေးပွဲ၌အတူတကွရှူစားရန်ခင်းချင်းပြင်ဆင်ထားလေရာစေနာ၏အချိန်ခန့်တွင်မောင်ဝနသည်ဆရာအနီးသို့ချင်းကပ်၍ပရပိုက်ဆုပ်ဖြင့်ရေးသားထားသောစာတစာကိုပေးအပ်လေ၏ဘိုဗလာသည်စာကိုဖက်ကြည့်သောအခါယာငင်းသူလေးထံမှစာဖြစ်၍မိမိမသေးခင် နောက်ဆုံးအချိန်ဘိုဗလာ၏မျက်နှာကိုတွေ့မြင်လိုပါကြောင်းလွန်ခဲ့ပြီးသောချစ်ခင်ကျင်နာမှုကိုထောက်ထားခြင်းအပြင်နောက်ဆုံးအချိန်မိမိတောင်းခံခြင်းကိုရင်းပယ်ခြင်းမပြုပါရန်အကြောင်းများနှင့်ပေါ်ပြပါရှိလေ၏ ထိုအခါဘူဗလာသည်စော်ဝါဤနှမတော်အားအိဆာတစ်ခုရှိသည်ဆို၍အကြောင်းပြလျက်ပွဲပြန်သို့ထွက်လာခဲ့ကြလေရာဘေးအိမ်တို့ရောက်တည်နေတဲ့ပြိုင်နှင့်မော်ဝနာ၏အမိန့်ဖြင့်အသိပြင်ဆင်ထားသောမျက်နှာစီးတို့ကိုတစည်းစီစီးနှင်းကထွက်လာခဲ့ကြလေ၏ဆရာတပည့်တို့ထုံးစံအတိုင်းဆရာသည် ရှေ့မှသွား၍တပည့်ဖြစ်သူသည် နောက်မှလိုက်ပါခဲ့လေ၏ရေကန်အနီးသို့ရောက်သောအခါတစ်တီတူငှက်များသည်လမတာပဲလျက်အိုင်ကမ်းပါထံမှထပြန်ကား တတိတူတတိတူဟူ၍အော်မြည်ကြလေရာဘူပလာ၏နားထဲ၌ဖြစ်ချီဘူးဖြစ်ချီဘူးဟု အော်မြည်ကြတဲ့ကဲ့သို့ကြားလိုက်မိသဖြင့်အတော်ပင်ထိတ်လန့်တုံးလုံးသွားလေ၏တို့ရတွင်တတိကောင်းသောယောက်ျားဖြစ်သောကြောင့်ဓားပေါ်တွင်လက်တင်ပြီးလျင်ဆက်လက်၍ထွက်လာခဲ့ကြလေ၏တဲနီတို့ဆက်ရောက်လာကြသောအခါတဲတွင်၌မိများထိန်ထိန်လင်းလျက်ရှိသည်ကိုမြင်ရသဖြင့်ဘူပလာမှဒုတိယအချိန်ထိတ်လန့်သွားပြန်၏ထို့နောက်ဘူပလာကရှေ့မှ မောင်ဝနကနောက်မှတဲရင်းတို့ဝင်လာကြရာတွင်ဘူဗလမှာပြင်းစွာထိတ်လန့်သွားသည်ဖြစ်၍နောက်တို့ခြေတလန်ဆုပ်လိုက်မိသည်ရာမောင်ဝနလည်းကြားဟိန်သောအတန်ဖြင့်နောက်မှကျင်းလိုက်လေ၏ဘူဗလဤထိတ်လန့်ခြင်းအကြောင်းပါကတဲဤတစ်ခုသောတောင်း၌ကွက်ပြစ်တစ်ခုပေါ်တွင်မိမိချစ်ကြက်ခဲ့သောတငယ်မနှင့်ရတားမြတာရှိသောကလေးတစ်ယောက်၏အလောင်းတစ်ခုတို့ရှင်လျက်ပြင်ထားသည်ကိုတွေ့မြင်ရသောကြောင့်ဖြစ်ပေသည်ထိုအခါဘူဗလာက ဘဲနဲ့လေမင်းငါ့ကိုလင်ခေါ်တလဲကွမောင်ဝနာကနေပါအောင်လေနောက်ပြီးတော့အเจ้าဆောင်တိရပါလိမ့်မပေါ့ထိုအခါအလောင်းကြီးတွင်ထိုင်ရရှိတော်အဖိုးကြီးကလာပလာဟေငါသားလာပြီဖေဖေထိုအခါဘူပလာကတားတဲ့ဖေဖေတဲ့ဘဲနာတွေလေမင်းတို့ဟာတွေမောင်ဝနာကတကားပိတ်စင် ရောက်ပါလိမ့်မယ်။နေပါဦး။ကဲဖီဖီကျွန်တော်တို့ရောက်ပါပြီ။ထိုအခါဘူပလာမှာအဖိုးကြီးနဲ့မောင်ဝနာတို့ကိုအလွန်အံ့ဩသောမျက်နှာဖြင့်တလဲစီကြည့်လျက်ရှိလေ၏။အဖိုးကြီးကဘူပလာဆိုတာမင်းလားဟိ။ဘာပြောကျင်လို့လဲခမညာ။မင်းကငါသမီးကိုဖောက်လဲဖောက်ပြန်ကြံစီပြီးဂုံချင်းမတူတလေဘာလီနဲ့တစ္ဆာဖောက်တယ်ပေါ့လေ။ မင်းကမင်းကိုမင်းဂုံကြီးလာပြီလို့ထင်တယ်။မင်းတို့ရဲ့ဆရာစော်ဘွားဆိုတဲ့လူဟာငါခြေဘွားအောက်ကရှိသေးတယ်။ငါတို့ကိုမင်းကဘာမှတ်တယ်လဲ။ရိုးတရားပြည်ကြီးကိုစိုးစံဘူးတဲ့ဝစီရာဟုဒဆိုတဲ့ဘုရင်ဟာငါပဲ။ညီတော်တစ္ဆာဖောက်တဲ့အတွက်ဟောဒီကမောင်နှမငယ်စဉ်ကလေးကတိုင်းပြည်ကိုစွန့်ခွာခဲ့ပြီးလာခဲ့ခြင်းဖြစ်တယ်။ငါဤမိဖုရားကြီးမက်ရွာဆံပြီးသည့်နောက်မိတဆိုးလေးဖြစ်တဲ့ငါသမီးတော်ကိုမင်းကလှည့်ဖျားပြီး မဟုတ်မတရားတဲ့ကြံစီသေးရဲ့ဂုံအဆင့်အတန်းချင်းမတူဘူးလေဘာလီနဲ့စောစောကကပြောလိုက်သေးရဲ့ကိုင်းငါသားလုတ်ပြီးတော့ဟေးထိုခါဘူဗလာတီအေးမလာတီအကြောင်းကို ရိတ်မိတီနဲ့မိမိဤသားကိုဗအိမ်မဆွဲထုတ်လေရာဓာတီအိမ်မထွက်မလာကြီးအကြောင်းမူကမောင်ဝနာတီစောစောကလေးကထိုသားကို တက်ပင်း၍ကြက်ထားပြီးဖြစ်လေတော့ကြောင့်ဒီထိုခဏ၌မောင်ဝနာတီတကားအနီးမှရှေ့သို့တက်လာ၍ စိတ်ချပါခမ ्या ကိုအနိုင်မကျင့်ပါဘူးလက်နဲ့လက်ချင်းနိုင်အောင်လုပ်ပြပါမယ်ခုပြော၍ဘိုဗလာကိုဝင်၍ပူးပြီးလင်လေမျိုးကိုလက်ဖြင့်ဖြင့်ညက်လေ၏ဘိုဗလာလည်းပြင်ဆင်ပြီးဖြစ်သည်ဖြင့်ထိုနည်းသူမောင်ဝနာ၏လေပင်ကိုကင်ဖန်းလေရာသူနှစ်ယောက်တို့သည်တယောက်၏လေပင်ကိုတယောက်ဇပကြီးမွေရစ်ပတ်တကဲ့သို့အလွန်ခိုင်မြဲစွာဖြင့်ညက်ကင်ဖန်းညက်ရှိရာမှာအားချင်းတူလျက်ရှိသည်ဖြင့်နှစ်ယောက်စလုံးပင်ဒီဘော်တို့လိန်စင်းကြသွားလေ၏ခုနောက် အောက်တို့ရောက်ချီတလဲဖြင့်ဒုံထွေးကရှိနေကြလေရာဖန်းကင်ထားသောလက်များမူကားတယောက်ဤလဲပင်တွင်တယောက်ခိုင်မြဲစွာရှိနေကြလေ၏ရင်းကဲ့သို့၄၅၆ကြိမ်အပြန်တလန်ပေါက်ချီလှန်ချီဖြစ်နေကြပြီးနောက်ဘောင်ဝနသည်ရေပေါ်တွင်ပက်လက်လန်လျက်ဘိုဘလကအထက်စီးရသဖြင့်ဂျင်ဘက်ပေါ်တွင်ဒူးထောက်၍ဖြစ်ညစ်နေစဉ်လုပအောင်ဖေဖေလုပအောင်ခုအော်လိုက်သဖြင့်ဓမြောင်ကိုကိုင်ကအစင်နှင့်စောင့်ရက်ရှိသောအဖိုးကြီးသည် အတန်ကြာရသူဆန်းလာ၍အထက်မှရောက်နေသောဘူပလာဤလေကုတ်ကိုဖမ်းကင်ကလှန်ချိုးပြီးလျင်လက်တစ်ဖက်ဖြင့်ထိုလ်သူဤမျက်လုံးကိုဆန်း၍အခြားလက်တစ်ဖက်ဖြင့်မျက်လုံးထဲသို့တဲ့တဲ့ဓမြောင်နှင့်ထိုးနှိပ်လိုက်လေ၏နောက်တခဏ၌မောင်ဝနကိုဖြင့်ညှစ်ထားသောဘူပလာဤလက်များသည် ပြောကြသွား၍ဘူပလာကိုယ်လုံးမှလည်းစက်တီးမွေးငင်းများထတဲ့ကဲ့သို့ဖြန်းကနေဖြစ်သွားပြီးလျင်တခါတည်းပြော့ခွေကြသွားလေတော့၏ထို့နောက်မောင်ဝနသည် ရေပေါ်မှလူကထလာ၍တခုတော့ထောင်းထုတ်သွားပြီးလျင်ပလင်းငယ်နှလုံးကိုယူလာခဲ့၍တလုံးကိုဖားငယ်လက်သို့ပေးရလိုက်လေ၏ထို့နောက်တားဖားနှစ်ယောက်တို့သည်တယောက်ကိုတယောက်ဖက်က နောက်ဆုံးအချိန်နှုတ်ဆက်ကြပြီးလျင်ပလင်း၌ရှိသောအစိတ်ရေကိုကြပြိုင်နှင့်တောက်လိုက်ကြလေရာ နောက်တစ်ခဏတွင်တဲကြီးအတွင်၌အလောင်းငါးခုဖြစ်လာလေတော့၏လူကြီးသည်အထက်ပါအချင်းရောင်ကိုပြောပြပြီးသည့်နောက်ဆက်လက်၍ ဘိုဘလားလို့လူစုတေကြတာကနေုံလောက်ွယ်နေညာဗျဒီကနေ့ညပဲနေုံလောက်ွယ်နေဖြစ်တယ်ဒါကြောင့်တနေ့တစ်ကြိမ်ပတမြဲဖြစ်တဲ့ထုံးစံအတိုင်းကျွန်တော်တို့ရွာက သူတို့နတ်စင်ကိုတွားပြီးပတရခြင်းဖြစ်တယ်ကျွန်ုပ်ကစမ်းပါပြီဗျာတော်တော်စမ်းတဲ့အဖြစ်ပြပါပဲဒါတင်မကသေးဘူးဆရာရေစမ်းတာတခုရှိသေးတယ်စူစမ်းပါအောင်ဗျာကြားပြရစီအောင် ဆရာတို့လူစုအိပ်ပြက်ခံနိုင်ပါမလားခံတဲ့ခံရတာပေါ့ဗျာဘာကြောင့်လဲနေုံလောက်ွယ်နေညတကောင်းအချိန်တိုင်းရောက်တိုင်းရွာကိုပတ်ပတ်လေလှဲ့ပြီးညင်းခွာတန်ဒီညံနေတာပဲဆရာရဲ့ကြည်ဝင်တဲ့လူများလဲထွက်ကြည့်ကြတယ်အများအားဖြင့်တော့မကြည်ဝင်ကြတာနဲ့ဒီကနေ့ညမှာစောစောစီစီမိခွက်တွေငိမ့်ပြီးအိယာဝင်ကြတဲ့အိမ်ကများတာပဲဝင်တော့မင်းတို့ဆရာတို့ကတော့ကြောက်တတ်ဟန်မတူပါဘူး ကြည်ကျင်ကြမှာပေါ့ထိုအခါကျွန်ုပ်ကဘဲနဲ့လေကိုဝင်းပေါ့ခမရသဘောအတိုင်းပေါ့ဗျာခမရသဘောပေါ့ကြွားပြင်းတော့ထွက်မကြည့်လိုပါဘူးဗျာဒီအိမ်ပေါ်ကပဲစောင့်ပြီးကြည့်ကြပါစို့စိန်လိုက်ဗျာလူကြီးပြန်သွားသေးနောက်ကျွန်တော်နဲ့တက်တော့ဝင်တော့ဦးဝင်းမော်လို့ဒီစင်ဝင်တွင်ကင်းကော့တလုံးစီနဲ့လှဲလျောင်းရင်း ဘူဗလာနဲ့မောင်ဝနာတို့အကြောင်းများကို ပြန်ပြောင်းဆွေးနွေးကတစ္ဆာမရှိသောယောက်ျားများသည်ရှင်းအခါကအပြစ်အားလျော်စွာခံရတော်လဲယခုခေတ်တွင်ဘူကမောင်လောက်သူများသည်အသက်အသေးခံလောက်အောင်ရှက်လောက်သောအချင်းရာတစ်ခုဟု၍အမတ်ထင်ကြသည်ဖြစ်သောကြောင့်အချို့ယောက်ျားများသည်တသက်တာတွင်မိမပြိုတသားစင်မကအပြိုရည်ဖြတ်ခွင့်ရကြကြောင်းများနှင့်ထင်မြင်ချက်ပေးကြသည်၏ကိုချိန်၌ကစေနာကြီးကြော်ကြော်မြတာရှိသေးသည်ဖြစ်၍တကောင်တိုင်းရန် တနာရီခန့်ဒိုသေးသည်နှင့်စာအုပ်တအုပ်စီကိုင်းကမိအိမ်ကိုကတဲ့နှလုံးကြားတွင် ထားလျက်ဖတ်ရှုနေကြလေ၏။ကံအားလျော်စွာကျွန်ုပ်ဖတ်ရှုလျက်ရှိသောစာအုပ်မှာနှစ်ပေါင်း90အတွင်ကြုံတွေ့ခဲ့ရသောတဆေဝိတ္ထုများဆိုသောစာအုပ်ဖြစ်နေသည့်အပြင်ကျွန်ုပ်ဖတ်ရသောအခန်းမှာအလွန်ကြောက်မက်ဖွယ်ကောင်းသည့်ဖြစ်၍ချွတ်ခနဲမိသောအတန်ကိုပင် ဖြတ်ခနဲလန့်ကျင်မတတ်စိတ်ဤဖြတ်လက်ခြင်းဖြစ်နေလေ၏။ထိုခဏ၌ကျွန်ုပ်တို့၏စပွဲတွင် ပန်အိမ်တွင်ဂျင်းနန်စီကုံသွားသဖြင့်မိတ်တုံမိတ်တုံရှိနေသေးတွင်ငင်းဟီတန်တစ်ချက်ကြားလိုက်ရပြီးနောက်အပြောင်းပြောင်းမီသောမြင်းခွာတန်များသည်ရွာကိုပက်ချလက်ယုံမကပဲဂျွာလေတို့ဖောက်၍သွားသောလမ်းမကြီးပေါ်၌ပင်တပြောင်းပြောင်းတဖုတ်ဖုတ်မြည်သွားလေတော့၏ထို့အခါကျွန်ုပ်နှင့်ဦးဝဲမော်တို့သည်စင်ဝင်မှလှမ်း၍လမ်းဘက်တို့ကြည့်ကြရတွင်ဂျွာတွင်လမ်းပေါ်သို့မြင်းခွာတန်များရောက်လာကြတော့လေအလုံးမောင်းမိုက်သောလောက်ွယ်ညာဖြစ်သောကြောင့်ငင်းများကိုလည်းမမြင်ရ သူတို့အပေါ်၌လူများပါသည်ပါပါသည်ကိုလည်းမမြင်ရကြ၏။ခြင်းကဲ့သို့သုံးလေးချိန်မျှဂျွာကိုဖောက်၍ပတ်ချာလှဲကြသည့်မြင်းခွာတံများသည်အဖြည်းဖြည်းဝေးသွား၍တဲ့တဲ့ကလေးချံရမှတခါတည်းပျောက်သွားလေတော့၏။မင်းနဲ့လေပြူကိုဝင်းမော်စမ်းတော့စမ်းသားပဲပြူတို့ပေမဲ့ကျုပ်ကမြင်ရမှယုံကျင်တဲ့သူဗျ။မမြင်ရပေမဲ့မမြင်နိုင်ဘူးထားပါတော့လေ။ နနက်လင်းတော့အခါကျွန်ုပ်တို့ဒီအိယာမှာထား၍ခရီးဆက်လက်သွားမည်ပြုကြရာတွင်ဂျမနီညကကျွန်ုပ်တို့စီးလာခဲ့တော်မြင်များပါငင်းဆောင်တဲ့တွင်မရှိတော့ခြင်းကျွန်ုပ်တို့ဒီထိုမြင်းနှကောင်ကိုနှစ်ရက်သုံးရက်အတွင်းပြန်၍တွေ့သည်မှန်တော်လဲထိုညကမြင်းခွာတံများမှာကျွန်ုပ်တို့မြင်းများဤခွာတံဖြစ်သည်ဒိုဒီမဟုတ်နာနာဘာဝတို့ခွာတံဖြစ်သည်ကိုဇနေ့တိုင်မဆုံးဖြတ်နိုင်အောင်ရှိလီတော်သည်အဆုံးထိနားဆင်ပေးကြသောပရိသတ်များအားလုံးကို ကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့လဲပရိသတ်အားလုံးကိုထပ်မံမြတ်တာရက်ခံကြပါရခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ